တငယ်ချင်းတို့အားလုံးပဲမင်္ဂလာပါ Animax Anime ကနေပြန်ကြိုဆိုလိုက်ပါရယ်ဒီနေ့နဲ့ဆက်ပေးမယ့် Anime ကတော့ Remake Season 2ရဲ့ Episode 7အထိပဲဖြစ်ပါရယ်ဒါကဒိတ်တမှာမဟုတ်တာဒါဆိုရင်ငါတို့ယောက်တည်းရှိစေချင်တာလားငါတို့ဘယ်ကိုသွားနေကြတာလဲအခုသွားနေတာကအီတူးဆိုတဲ့ဦးလေးရဲ့အိမ်ပဲသူမိမမရှိတော့လို့အထီးကျန်နေတာပေါ့အဲဒါကြောင့်မို့လို့သူ့ကိုအားပေးဖို့သွားတာမင်းတို့ရဲ့ငယ်ရွယ်မှုကိုသူနဲ့မျှဝေပေးလိုက်နော်အဲရောက်တော့သူတို့ကိုအီတူးကကြိုဆိုတယ်စူပါခီလည်းဆာကူရာတို့နဲ့မိတ်ဆက်ပေးလိုက်တော့အီတူးလည်းဇူဝိုရဲ့နှဇွဲကအယမ်းမိုက်လို့သူနဲ့လိုက်ဖက်ကြောင်းနဲ့နယ်ရီရဲ့စပင်ကမီမိုဆာပန်းလို့လှပကြောင်းပြောပြတယ် ဆာကူရာမှာတော့အရန်လက်ပတဲ့မျက်လုံးတွေရှိပြီးသူမိမခုတောင်ပြန်တတိယသွားကြောင်းပြောပြရတယ်။ ။စူပါကီလည်းအီတိုရဲ့အိမ်ကမိချောင်းကျွန်းနေတာကိုသတိထားမိသွားကနေရီကမီလုံးလဲပေးပြီးစူပါကီတို့လည်းလိုအပ်တာတွေကိုလုပ်ပေးတယ်။ဆာကူရာကိုအနောက်ခံမှာမုံသွားယူဖို့ပြောတာနဲ့အခန်းထဲကိုရောက်တော့ဝတ်စားတွေအများကြီးကိုတွေ့လိုက်ရတယ်။အဲနောက်မှာတော့စားတောက်နေကြကစူပါကီလည်းအီတူတို့လင်မယားအရင်ကအရန်လန်ပြီးရုခဲကြတာအရန်ချီနူဖို့ကောင်းကြောင်ပြောပြတယ်။အီတူလည်းအရင်ကသူတို့ဖက်ရှင်ကြွေးခဲ့တာတွေကိုပြောပြနေကအဲ့ဒါကိုစူပါကီကအရန်သဘောကျတယ်။အီတူလည်းသူမိမကိုအရန်ချစ်ပြီးသူမနဲ့ဖြတ်တန်းရတာကအရန်ပြောဖို့ကောင်းကြောင်ပြောပြတယ်။ညနေပြန်ခါနီတော့နှုတ်ဆက်လိုက်ကြကဆာကူရာကိုတွေ့လိုက်ရတာကသူမိမကိုပြန်တရီရတယ်လို့ပြောတော့ချက်သွားတယ်။ပြန်တော့စူပါကီလည်းအီတူကို အထူးကြံ့နေမယ်ထင်ထားပြီးမဲ့စိတ်လန်းဆန်းနေတာကိုတွေ့ရတော့ဝါသားကြောင်ပြောတယ်သူအကျင်နဲ့တုန်းကဆိုရင်သူရန်ချိရတဲ့သူကိုဆုံချုံလိုက်ရလို့အယံနာကျင်နေတာလေဖြစ်နိုင်ရင်သူ့ကိုစိတ်အားတက်အောင်လို့လုပ်ပေးချင်တယ် ဘာလို့လဲဆိုရင်သူတို့လင်မယားအပေါ်မှာအကျွေးတင်ထားလို့ပဲသူတို့ကငါ့ကိုလက်ခံပေးတယ်လေငါငငယ်တုန်းကမိန်းလေးရုပ်တွေကိုကြိုက်ပြီးမတငယ်ချင်းတွေကြောင့်တခြားရုပ်တွေကိုပဲကြိုက်တယ်လို့ဟန်ဆောင်ခဲ့ရတယ်လေတရက်မှတော့ငကယ်ပြုတ်ချနေတာကိုတွေးလို့ကြည့်နေတော့ idu နဲ့တွေ့ပြီးအဲ့ဒါကသူမိမဟာလေသူကရှာပေးလို့ကျေးဇူးတင်တာပေါ့ငါလည်း idu ရဲ့ fashion ကိုမြင်ကနေကရမ်းချွေသွားတာလေငါ့ကိုသူတို့ရဲ့အိမ်ကိုခေါ်သွားပြီးသူမိမယူရီနဲ့မဆက်ပေးတယ်ငါလည်းယူရီရဲ့ fashion ကအရန်လာကြောင်ပြောတော့ idu လည်းသူမိမကစတိုင်ကြလို့တွေ့ချင်ရင်နောက်လာလဲဖို့ပြောတယ်ငါလည်းအဲ့နောက်ပိုင်းမှာသူတို့ရဲ့အိမ်ကိုနေတိုင်းဒီမှာသွားတော့တာပဲ တို့နဲ့ရှောက်လဲရတာကအရန်ပြော်ဖို့ကောင်းတယ်လေတရဲ့ UI အလှပြင်နေတာကိုတွေ့တော့အလှပြင်ကျင်တာနဲ့ UI ကအလှပြင်ပေးလိုက်တာအရန်ပြော်လို့မြေးအောင်ကြမိတယ်ငါတို့လိုဖြစ်နေတာကိုအိမ်နဲ့တငယ်ချင်းတွေကိုမသိစေချင်ဘူးပေါ့အဲ့မှာ UI ကနောက်ဖက်နောက်ကိုလေးစစ်တီတွေကစသုံးခဲ့တာနဲ့မိကတ်ကခဏကောကကွယ်ဖို့အတွက်သုံးခဲ့တာတွေကိုရှင်းပြပြီးအဲ့ဒါတွေကိုယောက်ျားလေးမလို့မလို့တင်ဘူးဆိုတာမရှိတာကြောင့်ကိုသဘောကျတာကိုလုခွင့်ရှိတယ်ဆိုပြီးတော့ငါ့ကိုအားပေးကြတာပေါ့ငါကသူများတွေနဲ့မတူလို့အရန်ကြောက်ခဲ့ရတာလေသူတို့ကငါ့ကိုလက်ခံပြီးချစ်ပေးခဲ့ကြတာပေါ့ နေရီကတော့ဝမ်းနေနေပြီးအီတူပြောရှင်ဖို့အတွက်အကုန်လုံးပေးမယ့်အကြောင်းပြောပြလိုက်တယ်။ဆာကူရာလည်းနောက်ဘယ်တော့သွားမှလဲလို့မေးတော့မနက်ဖြန်သွားမယ်လို့ပြောပြီးဖတ်လိုက်တယ်။နောက်နေ့သွားတော့သူတို့ရဲ့ဓာတ်ပုံအယ်ဘမ်ကိုထုတ်ပြနေပြီးသူတို့နှစ်ယောက်ရဲ့ပုံကိုပြတော့ဆာကူရာလည်းတီးတော့တယ်။စူပါခီလည်းအီတူတို့ရဲ့ romantic scene နဲ့အကြောင်းတွေအကြောင်းရှက်နေတယ်လို့ပြောပြတယ်။ ဓာတ်ပုံကိုဘယ်လိုမြင်လဲလို့မေးတော့ပြောနေတာကိုခန်းစားရပြီးအရင်ရက်ကစူပါကီနဲ့ဦးမဲမီရတို့စကားပြောနေတာနဲ့တူချောင်းပြောတော့စူပါကီလည်းရှက်နေခဲ့တယ်အဲ့မှာ E2 လည်းဝမ်းနေသွားလို့ဘာဖြစ်တာလဲလို့မေးတာသူမကတကယ်ပြောနေတယ်ပေါ့ငါက UE ကိုချစ်ပေမဲ့ငါတို့ကမိဘပေးစာလို့လက်ထပ်ခဲ့ရတာလေအဲ့ဒါကြောင့်မို့လို့သူမဘက်ကဘယ်လိုခန်းစားနေရလဲဆိုတာကိုမသိဘူးပေါ့အခုတိသွားပြီဆိုတော့စိတ်အေးသွားပြီ ဆိုလေအဲ့ဓပုံရိုက်တုံးကအချင်းလေးကိုမေးတော့တရက်မှာသူမိမကအပင်ဆိုင်ချင်တယ်ဆိုလို့ဆိုင်ရင်နဲ့ဓပုံမှာတစ်ခါလေရိုက်ခဲ့တာလို့ပြောပြရတယ်။ဆိုလေဒဝုပန်ရဲ့အတိတ်ပဲကထာဝရရှင်တံမဲ့အချစ်လို့အတိတ်ပဲရတာကြောင့်အဖွားကအဖိုးကိုတကယ်ချစ်ခဲ့ကြောင်းပြောပြရတယ်။စူပါကီနဲ့နယ်ရီတို့လည်းအပင်စကားတွေပြောတော့အီတူလည်းအားလုံးကိုကျေးဇူးတင်ကြောင်းပြောတယ်။နောက်ပြီးသူမိမကိုလည်းအမြင်မှားခဲ့မိလို့တောင်းပန်လိုက်တယ်။အဆုံးထိကျေးဇူးပေးခဲ့ကြလို့တကယ်ချင်းတို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။